မင်္ဂလာပါယူမီရဲ့အချီးအကျံမေးစီးရီးယားနေပြီးတော့ဆူမြအလုံးပြန်လဲကျေးဇူးလိုက်ပါတယ်ဆူမြဒီနေ့ပြပြမယ့်အကြောင်းအရာဘာလဲဆိုလို့ရှိရင်တော့ကိုအခုတွဲနေရဲ့ကိုယ့်ရဲ့လက်တွဲပေါ်ကကိုယ့်ရဲ့စိုးမေဟုတ်လားမဟုတ်လားဆိုတာကိုစမ်းစစ်နိုင်မယ့်အချက်လေး၅ချက်ကိုဆူမြကနေပြီးတော့ပြပြပြကြမှာဖြစ်ပါတယ်အဲ့တော့ဆိုမိတ်ဆိုတာဘာလဲပေါ့နော်ဒါဆိုမိတ်ဆိုတဲ့အချစ်တချင်းနေအာဇလန်းနေရုပ်ရှင်နေဒါကြားမှုကြမှာပေါ့နော်ဟိုကိုယ့်ရဲ့အတိတ်ဘဝဘယ်လိုပြောရမလဲလက်တွဲဘဝဖူးစာရေဆက်ပေါ့နော်ဒီလိုမျိုးဟိုနည်းနည်းခက်ခဲနေနေပေါ့နော်ပြောရလို့ရှိရင်အင်္ဂလိပ်လို့ဆိုရှင်နေဒါဆိုမ mate ဆိုပြောကြရပါတော့เนาะအဲ့တော့ဒီ soul mate ဆိုတာတွေ့ရဖို့ဆိုတာကဒါချိုးချိုးလူတွေဆိုလို့ရှိရင်ကိုယ်တစ်ဘဝလုံးမှာတွေ့ချင်မှလည်းတွေ့ကြရတယ်ပေါ့เนาะရှိချင်မှလည်းရှိကြရတယ်အဲ့တော့ ဒီလိုမျိုးရှားပါတဲ့ဆိုမိတ်ကကို့မှာပေါ့နော်တွဲနေလက်တွဲပေါ်မှာကိုရဲ့ဆိုမိတ်ဟုတ်လားမဟုတ်လားဆိုတာကိုဆက်စစ်နိုင်မယ့်အချက်လေးကိုစုမြက်ကနေပြ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 ီးတော့မှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အချက်လေးကိုစလိုက်ကြမယ်နော်နံပါတ်1ချက်ကပါလို့ဆိုရှင်တော့အဲကိုရဲ့နောက်ကျောင်းနေကိုအပြည့်အဝနားလည်ပြီးနိုင်တဲ့သူမျိုးပေါ့နော်ဒါစကားရအများကြီးသိပ်ပြီးတော့ပြောကြမလို့ဘူးဒီနှစ်ယောက်ချင်းချင်းကြပါပေါ့နော်ဆိုမိတ်ဖြစ်ပြီးဆိုလို့ရှင်အကိုရင်ကဟို relationship တွေမှာဟိုကိုဆိုးခဲ့တဲ့အကြောင်းတွေပြီးကိုရဲ့ဘဝမှာပေါ့နော်ဆိုးခဲ့တဲ့မှားခဲ့တဲ့အရာတွေရှိမယ် အဲကိုကအရင်ရှုပ်ခဲ့ရပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုက single father single mother ဒါမှမဟုတ်ကိုကအိမ်တော်ကွဲခဲ့ရပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးသူကိုယ့်ရဲ့ဘလို့အခြေအနေမျိုးမဆိုသူကနားလေပေးရလက်ခံပေးရအဲ့လိုပဲကိုကလည်းသူ့ရဲ့ဘလို့အခြေအနေမျိုးမဆိုကိုကနားလေပေးရသူ့ကိုတိခံပေးရခွင့်လွှတ်ပေးရပေါ့နော်စကားရင်နှစ်ယောက်ကြားမှာစကားရင်အများကြီးရှင်းပြစရာအများကြီးမလိုဘူးပေါ့နော်ညှိကြမလို့အချင်းချင်းဟိုအေးဆေးဆေးပဲအဆင်ပြေရကိုလည်းသူ့ကိုနားလေပေးလဲသူလည်းကိုကိုနားလေပေးရဒါမျိုးချိတ်မိနေပြီဆိုလို့ရှိရင်ဒါကိုရဲ့ soul mate ကိုတွေ့ပြီဆိုပြီးပြော ¿eh? ဲ့တော့နံပါတ်2အချက်လေးကိုမစရင်စမီအရင်ဆုံးကြော်ညာလေးဝင်နိုင်မှာပေါ့နော်စမီတို့ဒီဗီဒီယိုလေးကို main sponsor အနေနဲ့ပေးထားတာတော့ Yumi Social App ကနေဖြစ်ပါတယ်အဲ့တော့ Yumi Social App မှာဆိုလို့ရှိရင်ဒါဗီဒီယိုခေါ်ကိုအသုံးပြုပြီးတော့ချစ်သူကြီးစားရှာလို့ရတယ်ပြီးလို့ရှိရင်စကားပြောပြီးတော့တငယ်ချင်းညီဖွဲ့မော်တွေရှာလို့ရတယ်ဒီအပြင်ကိုကလက်တွဲပေါ်ရှာချင်တာတငယ်ချင်းရှာချင်တာမဟုတ်ဘူးဆိုရင်တော့မှကိုက professional အနေနဲ့ပေါ့နော်ဒီပညာရေးကျန်းမာရေးပြီးလို့ရှိရင်ဥပဒေပိုင်းဆိုင်ရာစသဖြင့်လိုမျိုးရင်းဖွင့်ပြီးတော့ဆွေးနွေးလို့ရတဲ့ feature တွေအများကြီးပါပါတယ်အဲ့တော့စိတ်ဝင်စားရဆိုလို့ရှိရင် Play Store မှာ download လုပ်လို့လည်းရသလို DVD ရဲ့အကွာ comment link လေးမှာလည်းသွားပြီးတော့စမ်းကြည့်လို့ရပါတယ်။အဲ့တော့စမြတုံနံပါတ်1အချက်လေးဆက်သွားလိုက်ကြမယ်နော်။နံပါတ်1အချက်ကပါလဲဆိုရှင်တော့ရီမန်းချက်ပန်းနိုင်နေ ကိုနဲ့သူနဲ့တွားပြီးတော့တူနေရမျိုးပေါ့နော်ဒီ relationship မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘဝမှာပဲဖြစ်ဖြစ်ပေါ့နော်သူနဲ့ကိုနဲ့လိုချင်တာတွေကတွားတူနေတိတ်ပြီးတော့စကားတွေအများကြီးပြောပြီးတော့ညှိနေကြမလို့ဘူးဥပမာဆိုရင်ကဒီ relationship မှာဆိုလို့ရှင်သူနဲ့ကိုနဲ့လက်ထပ်ဖို့စဉ်းစားထားတယ်ဒါမှမဟုတ်ကလေးယူဖို့စီစဉ်းစားထားတယ်တချို့ကြောင့်လည်းကလေးမလိုချင်ဘူးအဲဒါမျိုးတွေရှိရပေါ့နော်သူနဲ့ကိုနဲ့ကတွားပြီးတော့ရီးမှတ်ချက် တူနေရမျိုးတွေလို့ရှင်ဒီကိုကလည်းအလုံးမှာဆိုလို့ရှင်ဘလိုဘလိုမျိုးလေးရှိရဲကိုစိတ်ကူးရီမထားရဲပန်းနိုင်ပေါ့နော်။သူကလည်းသူကလည်းသူစိတ်ကူးရီမထားရဲပန်းနိုင်မျိုးတွေတွားပြီးတော့တူနေတဲ့အခါမျိုးလိုမျိုးရီမန်းတဲ့ပန်းနိုင်တွေတွားပြီးတော့တူနေတဲ့အခါမှာဆိုလို့ရှင်လေဒါဆိုးမိတ်ကိုတွေ့နေရပြီဆိုပြီးတော့လည်းပြောနိုင်ပါတယ်။ ်အပြောချင်တဲ့ချက်ကပါလဲဆိုလို့ရှိရင်တော့မြေလိုမျိုးသစိမ်းနှစ်ယောက်တွဲကြရတဲ့တွေ့ကြရတဲ့အခါမျိုးမှာဆိုလို့ရှိရင်လူမျိုး mindset ချင်းပြီးတော့ logic နာတွေတူနေဖို့ဆိုတာဒါတော်တော်ရှားရလို့ပြောလို့ရရပါတော့။အဲ့တော့တချို့တွဲရဆိုလို့ရှိရင်နှက်ဝရင်ချစ်ကြရဲဒါမဲ့ဟိုမတူညီရဲ့ချက်တွေရှိရပါတော့။ဒါကိုညှိပြီးတော့ယူကြရရှိတယ်။ညှိယူပြီးတော့အစဉ်ပြေကြသလိုတချို့ကြလည်းညှိရင်လည်းမှ စစ်မပြေလို့ကွဲသွားကြမျိုးလေးရှိရပါတော့။ဒါပေမဲ့ဆိုးမိတ်ကိုတွေ့ရခါကျတော့ဒါမျိုးမဟုတ်ဘူး။သူနဲ့ကိုနေကလိုချင်တာတွေရောတွေးခေါ်တဲ့ mindset လေးရာဆာသွားပြော့ကိုက်ညီနေပါတော့။အများကြီးတိတ်ပြီးစကားတွေပြောစရာညှိစရာမလိုဘူးပေါ့နော်။ဒါမျိုးဟိုတူညီနေဖို့ဒစိမ့်တယောက်ကိုပေါ့နော်။ကိုနဲ့လိုချင်တာ goal တွေတူညီနေဖို့အဲ surprisingly သွားပြော့တိုက်ဆိုင်ပြီးလိုချင်တာတွေသွားပြီးကွတ်တီကြနေဟာဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဆိုးမိတ်ကိုတွေ့နေပြီလို့ပြောလို့ရပါတယ်။ ။နံပါတ်3ချက်ကဘာလဲဆိုရှင်တော့သူနဲ့ကိုနဲ့ connection ကိုဒါလောက်ယူကြမလို့ပဲね naturally လုံးဝကိုမိနေရပြီပေါ့နော်။အလူတွေအများကြီးရှိနေတဲ့အချိန်မျိုးမှာဆိုလို့ရှင်တော့မဒါမှမဟုတ်သူနဲ့ကိုနဲ့စကားအများကြီးပြောစရာမလိုဘူးကွာ။သူနဲ့စကားနည်းနည်းပြောရတယ်။အော် तू ကဘယ်လိုလဲဆိုတော့အဲကိုကနည်းနည်းလေးသွားပြောကို connection မိနေရပြီပေါ့နော်။သူ့အကြောင်းကိုကိုကနားလည်နေတယ်။သူ့အကြောင်းကိုသိနေတယ်လို့မျိုးပေါ့နော်။အဲတစ်ခါတစ်ခါဟိုတစ်ခါလောက်စကားပြောကြည့်ရတယ်။အော်အဲသူနဲ့ကနည်းမစိုးဘူး။ဒါ chemistry လေးမိနေတယ်။ connection လေးမိနေတယ်ပေါ့။အဲသူနဲ့ဘယ်လိုလဲဆိုတော့နည်းချိတ်လို့ရတယ် ပေါ့ကွာအဲဒါမျိုးခံစားချက်လေးအော်တိုမက်တစ်လေးရနေပြီဆိုလို့ရှိရင်ဒါသူနဲ့ကိုနဲ့ကဒါဆုံးမိတ်တွေ့နေတာဖြစ်နိုင်ပါတယ်နောက်ထပ်နံပါတ်၄ချက်ကပါလဲဆိုလို့ရှိရင်တော့ ါဌာနိုင်နည်းနည်းဆန်တယ်လို့ပြောလို့ရမယ်ပေါ့နော်ဒါပေမဲ့ဘာလဲဆိုရှင်သူနဲ့ကိုနဲ့အတိလာတာပေါ့နည်းနည်းတော်တော်လေးကိုကြာပြီလို့ခံစားရတာမျိုးပေါ့နော်အမသိရင်အိမ်မက်ထဲမှာပဲတွေ့ဘူးသလိုလိုဒါပေါ့ဟိုးအရင်နေ့ကပဲငငယ်လေးရပဲကြီးလာလို့တကယ်တော့မဟုတ်ဘူးကွာတိလာဟိုငငယ်လေးရပဲဟိုတူတူတိလာသလိုလိုသူ့အကြောင်းနေအကုန်လုံးကိုနားလည်နေသလိုလိုပေါ့နော်ဒီမျိုးဟိုသူနဲ့ကိုနဲ့ခဏလေးပဲတွေ့ရတာမှာကိုကအကြာကြီးသူနဲ့တွေ့ခဲ့ပြီးပြီလို့အဲ့လိုမျိုးခံစားရတဲ့ခံစားချက်မျိုးတချို့တွေရဘူးလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီလိုမျိုးခံစားချက်ရပြီဆိုလို့ရှိရင်လည်းဒ ါ၊သူနဲ့ကိုနဲ့ကဟိုအရင်ဘဝတည်းကဒါ soul mate ဖြစ်နေပါတယ်။နောက်ဆုံးနံပါတ်5ချက်ကပါလို့ဆိုလို့ရှိရင်တော့ဒါ right time right person လို့ပြောလို့ရရပါတော့။အဲကိုကတခြားသူတယောက်ကိုဟို move on မလုပ်နိုင်တဲ့အချိန်မျိုးမဟုတ်ဘူး။ကိုကနဲ့ကိုဒါအချိန်နဲ့ဆုံးကိုကနဲ့ကိုအလှပဆုံးပျော်ရှင်ဆုံးဖြစ်နေတဲ့အချိန်ပေါ့နော်။တော့ right time ဖြစ်နေတဲ့အချိန်။တော့ရှင်းလင်းနေပြီပေါ့နော်။ကောင်းမွန်နေပြီအဲ့လိုအချိန်မျိုးမှမှဒါ right person ရောက်လာတယ်လို့ပြောရမှာပေါ့နော်။ဒီလိုမျိုးကိုနဲ့အဆင်ပြေတဲ့ကိုရဲ့ soul mate right time မှာရောက်လာပြီဆိုလို့ရှိရင်ကိုရဲ့ soul mate လို့ပြောလို့ရပါတယ်။ ကဲအဲ့တော့အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေပေါ့ဗောနော်လက်တွဲပေါ်ရှိရသူဆိုလို့ရှိရင်အဲဒီကိုယ့်ရဲ့လက်တွဲပေါ်ကစိုးမဲဟုတ်လားမဟုတ်လားဆိုတာကိုအစုံမြဲပြောတဲ့အချက်လေးနဲ့ဆန်စစ်ကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးစိုးမဲကိုမှရှာမတွေ့သေးဘူးလက်တွဲပေါ်မရှိသေးဘူးဆိုလို့ရှိရင်လည်း Yumi Social App လေးမှာကိုယ့်ရဲ့လက်တွဲပေါ်ကိုရှာလို့ရတယ်ဆိုတဲ့အကြောင်းကိုစုံမြဲကနေပြောချင်ပါတယ်အဲ့တော့ Yumi App လေးကိုစမ်းပြီးတော့တုံးကြည့်ကြပါနောက်ပတ်ကြလို့ရှိရင်စုံမြဲလက်တွဲမယ်နော်ဘိုင်ဘိုင်ကြိုကြီးတယောက် Friday night တွေကိုတို့ကြော်လာဖို့ဘော်ရာတစ်တွေလုံနေပြီထင်တယ် ရတယ်အစ်စ်ယူမီအက်မှာကို့အတန်လေးနဲ့ဟယ်လိုလိုက်ရုံပဲလေယူမီနှလုံးသားချင်းချိတ်ဆက်ဆို့